အမေရိကန်သမ္မတတော်နေကြီးထရမ်မာ Oval Office ကနေအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုကြေညာထည့်ပါတယ်။အဲ့ဒါကတော့ BGM 109 Tomahawk DNAM ကိုခေါ်တဲ့မြေပြင်ဖြစ် Cruise Donkey တွေ Ukraine ကိုဖိပို့ဖို့ဆုံးဖြတ်လိုက်ပြီဆိုတာပါပဲ။ဒီ Tomahawk Donkey တွေဟာမိုင်းနာယာကနေ1500အထိဖိခတ်နိုင်တဲ့ Donkey တွေဖြစ်ပါတယ်။ထို့ပေမဲ့သမ္မတထရမ်က Ukraine ဘက်ကဒီ Donkey တွေကိုဘလို့အသုံးပြုမယ်။ရုရှားရဲ့ဘေးပစ်မှတ်တွေကိုတိုက်ခိုက်မယ်ဆိုတဲ့အပေါ်မှာတော့ သူ့မှာမေဖုံးတွေရှိနေသေးတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ယူကရိန်းဟာရုရှားနယ်မြေအတွင်းပိုင်းကိုထိရောက်စွာတိုက်ခိုက်နိုင်မဲ့လက်နက်တွေတောင်းဆိုနေတာကြားပြီးဖြစ်ပြီးဒီတောမဟောင်းတွေဟာအဲ့ဒီတောင်းဆိုချက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။အမေရိကန်ရဲ့ဒီဆုံးဖြတ်ချက်ကြောင့်ဝါရှင်တန်နဲ့မော်စကိုကြားကဆက်ဆံရေးဟာတိတိတသားတင်းမာလာနိုင်တယ်လို့စီရေးလေလာသူတွေက သုံးသပ်နေကြပါတယ်။လက်ရှိအချိန်မှာတော့ ရုရှားရဲ့တရားဝင်တုံ့ပြန်မှုနဲ့ယူကရိန်းဘက်ကအသေးစိတ်စီမံချက်တွေကိုဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။